တကြံအတွင်းနိုင်ငံသားမှပြောပါနေတဲ့အနှွေပညာရှင်တွေကိုထိထိမိမိခြေပြလိုက်တဲ့ဖွဖွင်းအားလုံးပဲမကလာပါဗမစ်နောင်ကနေချွတ်ဆိုလိုက်ပါတယ် ပြည်ကရဲရပိုင်းတောင်းကငလျင်လှုပ်သွားတာကြောင့်အနုပညာရှင်တွေကဝိုင်းဝန်းကကိုညီခဲ့ကြပေမဲ့တကြံရောက်တဲ့အချိန်မှာတော့ငလျင်ကိုဂယူမဆန်းနိုင်တော့တဲ့သူတွေများသွားခဲ့ပါတယ်။မြန်မာနိုင်ငံမှာငလျင်ဘေးနဲ့ကြုံတွေ့နေရတာကိုတကြံကိုစီကားစွာမကျင်းပခဲ့ကြပါဘူး။ဒါပေမဲ့ထိုင်းတကြံကစီကားတာမို့အနုပညာရှင်တချို့ကထိုင်းတကြံကိုသွားပေးတာမျိုးတွေရှိကြပါတယ်။တချို့ကလည်းနိုင်ငံသားကိုခီးထွက်ကအေးဆေးဆေးနေထိုင်နေကြတာပေါ့။ဖိုးဖေးကအခုလိုအနုပညာရှင်တွေခီးထွက်နေကြတာကိုတကြံတွင်းတော့ကသိချာမသိလိုက်ပါဘူး။ ငလျင်ဘေးအတွက်အလို့တန်းတွင်လုပ်ပေးနေရသလိုတကြံတွင်းမှာစတုတ္ထိတအလို့တွေကျွဲကဖြတ်တန်းနေခဲ့တာပေါ့ ဒါအပြင်ညဆိုရင်ရွှေတကုံဖျားမှာပရိတ်တရားတော်တွေရွတ်ဖက်နေကြတာလည်းဖြစ်ပါတယ်။တကြံပြီးမှသာအနုပညာရှင်တချို့ရဲ့မိုင်းဒေးတွေကိုကြည့်မိကနိုင်ငံသားမှခေးထွက်နေတာကိုလည်းဖိုးဖေးကသိလိုက်ရတာပါ။ဒါအပြင်ထိုင်းတကြံမှာပျော်ပါနေကြတာကိုလည်းဖိုးဖေးကသိလိုက်ရပါတယ်။ဒါကြောင့်မို့လဲဖိုးဖေးကတတိယလို့ကြည့်လိုက်တော့မီးယံမာပြည်မှာငါတို့ပဲကြံခဲ့တာပါလားဆိုပြီးပြည်ပနိုင်ငံတွေမှာပျော်ပါနေသူတွေကိုထီထီမိမိပြောလာခဲ့တာပဲဖြစ်ပါတယ်။လူတိုင်းကလဲပတ်နေကြတာကြောင့်သူကိုယ်တိုင်တော့လဲချင်းလာပြီးဆိုပြီးလဲပြောထားခဲ့သေးတာပါ။ ဒါကြောင့်မို့လဲသူများတွေလိုခီးထွက်အောင်မဲ့ဆိုပြီးရည်တင်ထားခဲ့သေးတာပေါ့ဖိုးဖွေးကနှွေပညာလောကမှာဆိုရင်အောင်မြင်တဲ့မင်းသမီးဆိုပြီးချိန်မိုးနေတာမျိုးလည်းမရှိပါဘူးဒါအပြင်စကားပြောတဲ့နေရာမှာလည်းပုံမှန်လင်းလင်းသာပြောတတ်တာပေါ့ကြိုက်တာနဲ့မကြိုက်တာကိုဟမ်ဆောင်မဲ့ပြောတတ်တဲ့စိတ်ထားကြောင့်လဲဖိုးဖွေးကိုဆိုရင်သဘောကျတဲ့သူကများတာပေါ့တချို့ကလည်းဖိုးဖွေးဟာမင်းသမီးတယောက်နဲ့မတူဘူးဆိုပြီးအပြစ်တင်ကြပါတယ်ဖိုးဖွေးကတော့ဘာကောမှဂရုမစိုက်ဖဲလှုပ်ချင်တာကိုသာမှတ်ကောင်းလုပ်နေတတ်တာပေါ့ဖိုးဖွေးဟာငလျင်ဘေးအတွက်လည်းအလွန်ငွေတွေအများကြီးရအောင်ကောက်ခံပေးခဲ့ပါတယ် နိုင်ငံသားကအသည့်တွေစီကနေလဲအလွန်ငွေတွေကောက်ပေးကအစားတောင်းတဲ့လိုအပ်တာတွေကိုလှူပေးခဲ့တာပေါ့ဒါပေမဲ့အခြားနှုတ်ပညာရှင်တွေလိုသူ့လူနေတာတွေကိုလူသိစေဖို့အင်တာဗျူးတွေကနေကြော်ညာပြောဆိုတာမျိုးလည်းမရှိပါဘူး ဟန်ဆောင်မှုမရှိတဲ့ဖိုးဖွေးရဲ့ပုံစံကိုအနည်းပညာရှင်ချင်းချင်းကလည်းသဘောကျပါတယ်။ဂျူနီယာတရုတ်ဆောင်တွေဆိုရင်လည်းဖိုးဖွေးနဲ့အတူတရုတ်ဆောင်ရတာကစိတ်ပေါ်ပါတယ်ဆိုပြီးပြောကြတာပေါ့။ဒါကြောင့်ဖူဝေကမင်းကလေးမဆန်တဲ့အတွက်လဲမင်းသားတွေနဲ့ပါအဆင်ပြေလို့နေတာပေါ့မင်းသားတွေနဲ့ရင်းနှီးနှီးနေပေမဲ့ရှွတ်ရှွတ်ရှက်ရှက်သတင်းတွေထွက်တာမျိုးလည်းမရှိပါဘူးဒါကြောင့်မို့လဲဖူဝေရဲ့အနှွေးပညာပုံရိပ်ကအချိန်ကြာတဲ့အထိကြာရှည်ကန်ကထိတ်တန့်မင်းသမီးတယောက်ရဲ့အရှိန်အဝါတွေတောက်ပလို့နေရတာဖြစ်ပါတယ် ပြည်သက်တွေကတော့ဖွဖွင့်လို့အခြားမင်းသမီးတွေလည်းပွင့်လင်းတဲ့ဆက်ဆံရေးမျိုးနဲ့ဆက်ဆံတဲ့နယ်ဆိုပြီးအထုယူဖို့အကြံပေးကြတာမျိုးတွေတောင်ရှိတာပါဖွဖွင့်ဟာဇာကားရိုက်တဲ့အချိန်နဲ့အပြင်လက်တွေ့ဘဝကိုကွဲပြောင်းနေထိုင်တာမလို့ဘသူနဲ့မှမတူဘဲတောက်ပလို့နေပါတယ်အခုချိန်ထိလည်းခရိုနီတဲ့သေးကြီးတွေကိုရှာကလက်မထက်ပဲတယောက်ထဲတောက်ပလို့နေတာပါကြံအတွင်းမှာအခြားနည်းပညာရှင်တွေလုံးပြေပခီးစင်မထွက်ပဲအလူတန်းတွေလုံရင်မြမပြမသားနေထိုင်နေခဲ့တဲ့ဖွဖွင့်ပေါင်းပြည်သက်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင် အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။ Brother တို့ရဲ့တကြံအတွင်းဖြတ်သန်းပုံကိုလည်း comment မှာမျှဝေပေးခဲ့ကြပါအောင်ရှင်။ YouTube channel လေးလည်းရှိသေးတာကြောင့် like and subscribe လုပ်ဖို့တောင်းဆိုလိုက်ပါစေနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။